ဉာဏ်ဉာဏ်ယုတ်တန်တို့ဉာဏ်ဉာဏ်ယုတ်ရှင်ဆိုတာလူအဖွဲ့အစည်းကမမြင်သင့်မမြင်အပ်ဘူးလို့သတ်မှတ်ထားတဲ့လူတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုကျွန်တော်ဖော်ပြတဲ့ယုတ်တန်တွေယုတ်ရှင်တွေဖြစ်ပါတယ်။လိင်စိတ်တွေကိုအသာပေးအသာဖြေတဲ့ဉာဏ်ဉာဏ်ယုတ်တန်ဟာမြန်မာနိုင်ငံမှာဥပဒေအရကြည်ရင်လေတရားမဝင်ပါဘူး။ comfort form လို့ခေါ်ပါလူအတိုင်းအဝိုင်းရဲ့စိတ်ရင်မှုနဲ့ တောကတွေကိုအလွန်အကျူးချဲ့ကားဖော်ပြပြီးတော့လူတွေရဲ့တနာညာတာစိတ်ကိုထောင်ချောက်ဆင်ပြီးတော့အကူအညီရှာဖွေထားတဲ့ရုပ်ပုံနဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်။မင်္ဂလာပါ။ဆရာဒီတလားလုံးလို့ဆရာစဉ်းစားရတာပေါ့နော်။ဘာလေးစဉ်းစားရလဲဆိုတော့စကလုံးတွေပေါ့။ဟိုတပတ်ကဆိုဆရာဘာပြောခဲ့လဲဆိုတော့ brain rock ဆိုတာလေးပြောခဲ့တယ်။အုံနှောက်ပုတ်သိုးတယ်ပေါ့။ဒီတပတ်တော့ဆရာဘာလေးသွားပြီးတော့ဖတ်ပြီးလဲဆိုတော့စာဖတ် တဲ့အခါမှာပိုပြီးတွေးစရာရလာတယ်။တွေးစရာရလာတော့စဉ်းစားမိရယ်စဉ်းစားမိတော့ဘယ်ဟာမှန်နေဘယ်ဟာမှားတယ်ဆိုတော့ချင့်ချိန်တက်တယ်နှလုံးသားကောအုံနှောက်ကောဖွင့်ပြလာတယ်။တောက်ချာမြင်နဲ့မကြာခဏပြောတယ်။စာဖတ်ပါစာဖတ်ပါစာဖတ်ချင်းကြောက်ကိုမသိတဲ့ဘဟုတုတ္တရတွေအများကြီးရတယ်လို့ပြောပါ။အခုလေဆရာက P O R and Palm လို့ဆိုလို့ကြားဘူးတဲ့အတန်အတွက်လေးနဲ့စကလုံးလေးတစ်လုံးဆရာဖတ်ဖူးတယ်အဲစကလုံးလေးကိုစိုင်းဆံမှာ Amy ဆိုတဲ့ညီမလေးတယောက်ကရေးထားတဲ့ဟာလေးကိုဆရာဖတ်ရင်းနဲ့ဆရာဒီလူမျိုးပြောဖို့အတွက်စိတ်ကူးရသွားတာပဲဖြစ်ပါတယ် Palm ကိုဆရာဗမာလိုပြောမယ်ဆိုရင်တော့ညဉ့်ညံရုပ်တန်လို့ပြောရမှာပေါ့ညဉ့်ညံ့ညဉ့်ညံရုပ်ရှင်ပေါ့လေပြောမယ်ဆိုရင်တော့လိန်ပိုင်းဆိုင်ရာကိုအသားပေးပြီးတော့ပြတဲ့ရုပ်ရှင်တွေကို Palm လို့ဆရာတို့ခေါ်ကြတာပေါ့ဆရာတို့နိုင်ငံမှာတော့ဒါဟာတားမြစ်ထားတဲ့အရာပဲဖြစ်ပါတယ် အဲကျွန်တော်ငငယ်တုန်းကဗီဒီယိုခွေတွေ CD တွေနဲ့ရုပ်ရှင်တွေ TV တွေမှာကျွန်တော်ကြည့်ရတာ우အဲ့လိုကြည့်မယ်ဆိုရင်ဒီအခွေတွေဒီ CD တွေကိုဝယ်တာလို့ငှားတာလို့ကျွန်တော်မှာခိုးကြောင်ခိုးဝက်တိတ်တိတ်ဖြစ်စိတ်နဲ့လှုပ်ရတယ်လူများတိမာလဲကြောက်ရတယ်အဲ့လိုမျိုးလှုပ်နေရာကနေကဘာကြီးဟာပြုံးဆိုတခါလဲ exploding ပေါက်ကွဲသွားတယ် the dim media information တွေပေါက်ကွဲတဲ့ခေတ်ကြီးမှာလွတ်လပ်မှုတွေနဲ့အတူညဉ့်ဉန်းမှုတွေပါပါလာပါတော့တယ်ပြောမယ်ဆိုရင်တော့ ခမရအဲ့ရကြီးမကြည့်ကျင်တကားကြီးပိတ်ပြီးတော့နေပေါ့ဆိုဖြစ်သွားမှာပေါ့ဒါကြောင့်ဆရာတို့ကပရင်ပေါက်တကားကြီးကိုဖွင့်လိုက်တဲ့အခါမှာလက်ဆက်တဲ့လီနူအေးကိုရှူရမှာလဲဖြစ်တယ်လို့အဲ့ဒီလီနူအေးနဲ့အတူပါလာတဲ့ဖုံမှုတ်တဲမှုတ်အမိုက်တရိုက်တွေလဲဆရာတို့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဒါကတော့ကာယကံရှင်ဖြစ်တဲ့လူတွေပေါ်မှာမူတည်ပါတယ်အခုလည်းဆရာဘာသွားတွေ့လဲဆိုတော့ညဉ့်ဉန်းရုပ်တန်တို့ညဉ့်ဉန်းရုပ်ရှင်ဆိုတာလူအဖွဲ့အစည်းကမမြင်တဲ့မမြင်အပ်ဘူးလို့သတ်မှတ်ထားတဲ့လူတွေရဲ့ကိုရေးကိုတာကိစ္စ ္စတွေကိုဆရာတို့ဖော်ပြတဲ့ရုပ်တံတွေရုပ်ရှင်တွေဖြစ်ပါရင်းရင်းပြောရမယ်ဆိုရင်တော့ကာမကိစ္စတွေကြောင့်ပွင်လင်းစွာပြောဆိုခွင့်မရှိတဲ့ယဉ်ကျေးမှုထွန်းကားတဲ့ဆရာတို့မြန်မာနိုင်ငံလိုဟာမျိုးဟာညဉ့်ဉန်းရုပ်တံဟာပို့ပြီးတော့အမြင်ရိုင်းပါတယ်လိန်စိတ်တွေကိုအသာပေးအာသာဖြည့်တဲ့ညဉ့်ဉန်းရုပ်တံဟာမြန်မာနိုင်ငံမှာဥပဒေအရကြည်ရင်လေတရားမဝင်ပါဘူးဖမ်းလို့ရတယ်ထောင်ချလို့ရတယ်ဥပဒေနဲ့အညီဒီကောင်ကိုဆရာတို့တားမြစ်ထားတာကိုတွေ့ရပါတယ် မြမယဉ်ကျေးမှုရအမြင်မလဲမယိုင်မင်းနဲ့ညဉ့်ဉန်းရုပ်တံတစ်ခု အခုလူမှုကွန်ရက်ဒီမှာပူပေါ်လာတယ်ဆိုပြီးတော့စာရေးဆရာမက highlight လုပ်ပြတဲ့အခါမှာဆရာလန့်သွားတယ်ဟာစောက်ကျိုးနေညဉ့်ဉန်းရုပ်တံဟာဆရာတို့ဖမ်းနေစည်းတယ်ပြလို့မရဘူးမြမရင်ကျေးမှုမြမအလူအဖွဲ့စီနေမကြိုက်ဖဲနေလူမှုကွန်ရက်စာမျက်နှာပေါ်မှာပေါ်ပေါ်တင်တင်ကြီးပေါ်လာတယ်ဆိုတော့ဗာလေအဲ့တရားဝင်နေဆိုရင်ညဉ့်ဉန်းရုပ်တံဗာလေအဲ့ကောင်တရားဝင်နေလို့တော့ပြောလို့ရတယ်ဆိုပြီးတော့စာရေးဆရာမတူကထိကနေရေးတာတော့ဆရာဖတ်လိုက်ရပါဆစိတ်ဝင်စားပါတယ် ဘာလဲညဉ့်ဉန်းရုပ်တံတွေဟာတတရာရာဇဝင်ခန်းတွေမပါသလိုကာမကိစ္စတွေလည်းမပါပါဘူးတဲ့အခုဒီတရားဝင်ညဉ့်ဉန်းရုပ်တံကတတရာရာညဉ့်ညပပကိစ္စတွေမပါဘူးကာမကိစ္စတွေလည်းမပါဘူးဒါဆိုလို့ရှိရင်ဘာဖြစ်တာလဲညဉ့်ဉန်းရုပ်တံကိုကြည့်ပြီးလူတွေဟာဘယ်အပေါ်မှာအာသာဖြစ်တယ်လဲလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအာသာဖြစ်မှုကိုစာရေးဆရာက check ဆိုပြီးတော့တို့ကအထီကနဲ့ရေးသားတာကိုဆရာဖတ်လိုက်ရပါအဲ့တော့ဘာပြောလဲဆိုတော့ poverty poem လို့ခေါ်ပါတယ် poverty bomb ဆိုတာကတော့စိတ်ရင်းမွဲတည်ခြင်းညဉ့်ဉန်းမှုလို့ပြောပါတယ်စိတ်ရင်းမွဲတည်ခြင်းညဉ့်ဉန်းမှုဆိုတာပါလေဆရုပ်ပျက်စီးနေတဲ့လူအဖွဲ့အစည်းရှိမယ်ပျက်စီးယိုယွင်းနေတဲ့လူအတိုင်းဝိုင်းရှိမယ်လူသားတွေဟာအဲ့ပျက်စီးနေတဲ့လူအတိုင်းဝိုင်းယိုယွင်းနေတဲ့လူအတိုင်းဝိုင်းလေးမှာငါတို့ဟာလူသားဆန်ဆန်နေရဖို့လိုတယ်ဆိုပြီးတော့ကိုကိုကိုကြီးကျယ်မြင့်မြတ်ဖို့အတွက်ဆရုပ်ဟာအာသာဖြေဖို့ကြိုးစားကြပါအဲ့လိုအာသာဖြေဖို့အတွက် poverty form ဆိုတဲ့ကိစ္စတွေကိုကျွန်တော်ဆောင်ရွက်လာကြပါတယ်ကြည်လာကြပါတယ်ဘာလဲ property form ဆိုတာလူအတိုင်းအဝိုင်းရဲ့စင်ရဲမှုနဲ့တောကတွေကိုအလွန်အကျူးချဲ့ကားဖော်ပြပြီးတော့လူတွေရဲ့တနာညာတာစိတ်ကိုထောင်ချောက်ဆင်ပြီးတော့အကူအညီရှာဖွေထားတဲ့ရုပ်ပုံနဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်ဆရာကသားတို့တမီးတို့တမီးတို့သားတို့ဆရာတို့အလှလေးတစ်ခုလုပ်မလို့အဲ့တော့မင်းတို့ဘယ်လောက်ထဲကြအောင်မလဲဝိုင်းပြီးတော့အလှလုပ်ကြရအောင်ဘယ်မှလှမလဲဆရာအေး မိဘမဲ့ကြီးရလေးတစ်ခုမှသွားပြီးတော့ဆရာထမင်းကျွေးမလို့ပေါ့ဒီလောက်ဆိုပြဿနာမရှိဘူးဒါပေမဲ့လမ်းဘေးမှာဒုက္ခရောက်နေတယ်ငက်ပြက်နေတယ်ဆင်းရဲနေတယ်ဆိုတော့လူတွေရဲ့ပုံတွေကိုပြပြီးတော့လူချင်းတန်းကျင်စိတ်တွေပေါ်လာအောင်ကျန်တဲ့သူတွေကအခုအညီကိုထောင်ချောက်ဖမ်းတယ်ပဲပြောပြောခြူတယ်ပဲပြောပြောဘလူပဲပြောပြောပေါ့အဲ့လိုမျိုးရေးပလိုက်တာမျိုးအဲ့လိုမျိုးသုံးပလိုက်တာမျိုးအဲ့လိုမျိုးပြပလိုက်တာတို့မျိုးကို poverty form လို့ခေါ်ပါတယ်ပြောရမယ်ဆိုရင်တော့သူက ဆင်းရဲမွဲတေမှုရဲ့တောကတွေကိုအလွန်အကျူးချက်ကားဖော်ပြတာပါပဲတဲ့အဲ့တော့ဒါလေးကိုဘယ်လိုသွားတွေ့လဲဆိုတော့တဲ့1982ခုနှစ်လောက်ကရေးခဲ့တဲ့တက်တက်ကြွကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ Jorgen Lindner ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စောင်းပါလေးကိုသူကကိုးကားပါအဲ့ဒီစောင်းပါလေးမှာစိတ်ဆင်းရဲတဲ့တောကကိုရောင်းဝယ်ကြသူများဆိုတဲ့စောင်းပါလေးမှာကျွန်တော်တွေ့လိုက်ရတာပဲဖြစ်ပါတယ် အဲ့ဒီချိန်မှာအာဖရိကမှာ အစာငတ်မုံခေါင်းပါတဲ့ဘေးတွေကြောင့်အဟာရတွေပြက်လက်နေတယ်ကလေးတွေဟာဗိုက်ပူနန်ကနန်ယိုးလေးတွေနဲ့သပင်တွေကလည်းမထွက်ကရုံးပြောင်ပြောင်လေးတွေနဲ့အဲ့လိုသင်းရဲနေတဲ့ကလေးတွေရဲ့ပုံတွေကိုပြလိုက်တဲ့အချိန်မှာခစ်စားတဲ့အချိန်ဖြစ်နေပါအဲ့ဒီပုံတွေကိုပြပြီးတော့လူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့အစည်းတွေဟာအဟာရချို့တဲ့နေတဲ့ကလေးတွေရဲ့ပုံကိုတုံးပြီးတော့လူတွေရဲ့တနာစိတ်ကိုမြှားခေါ်ပြီးတော့ရံပုံငွေရှာကြပါတယ် အဲ့လိုလဲရှာလဲရှာကောလူတန်းပေါင်းများစွာရဲ့ရင်ထဲကိုရိုက်ခက်လာတဲ့ဒီပုံတွေကိုဂျော်ဂန်လင်နာကတော့ညဉ့်ဉန်းရုပ်ရှင်နဲ့ခိုင်းနိုင်လိုက်ပါတယ်ဒါလဲ property porn မဲ့ပေါ့စည်ရင်မွတ်တည်ခြင်းညဉ့်ဉန်းရုပ်ရှင်လိုဖြစ်နေတာပေါ့စည်ရင်မွတ်တည်မှုကိုပြပြီးတော့ငွေကြေးရှာဖွေရဲဆိုပြီးသူကပြောပါတယ်အဲ့လိုမျိုးဒုက္ခဝေဒနာတွေကိုလူတွေကြည့်ဖို့အတွက်ရိုက်ကူးတာဟာ ethically မဖြစ်ဘူးလို့လေသူကဆိုပါတယ် poverty porn တွေဟာအာဖရိကရဲ့ငတ်မွန်နေတဲ့ကလေးတွေဆင်းရဲမွဲတည်နေတဲ့ကလေးတွေကျိုးပဲ့နေတဲ့အင်ဂျီအကြောင်းကိုပဲခြပြီးတော့ခင်းကျင်းပြတ်တာထားပါတယ်အဲ့ဒီခါမှာရရောမှုခေါ်ရွှေပြူငါမှုယဉ်ကျေးမှုနဲ့ဇွဲလုံးလာစတဲ့သူတို့ချမ်းသာတဲ့အရာတွေကိုတော့လစ်လူရှူတာပါတယ်အာဖရိကမှာဆင်းရဲတဲ့သူတွေကြီးပဲရှိတာမှမဟုတ်တာ ကဘာကြီးမှာစိတ်ရတဲ့သူတွေကြီးပဲရှိတာမှမဟုတ်တာသို့တော့ဆရာတို့ကများသောအားဖြင့်ယာဂိုင်တို့အရာတော့စိတ်ရမွဲ့တည်တဲ့သူကပိုများပါတယ်အဲ့ဒီလူတွေရဲ့စိတ်ရမွဲ့တည်မှုကိုဆရာတို့ကယူပြီးတော့လူတွေရဲ့တဒါစိတ်ကိုလှုပ်နှိုးဖို့အတွက်ဓာတ်ပုံနီးဗီဒီယိုတွေရိုက်ပြီးတော့ဆရာတို့ညှူဆွဲကြပါတယ်ခြူကြပါတယ်လူတွေစီကအကူအညီရဖို့အတွက်ဆောင်ရွက်ကြပါတယ်အဲ့တော့ poverty porn ပေါ့ P O V E R T Y ဆိုတာ property ဆိုတာစင်ရဲ့ခြင်းတာပေါ့ form ကတော့ညဉ့်ဉန်းနေပေါ့အဲ့စကလုံးနှလုံးကိုသုံးပြီးတော့ကြံခဲ့တဲ့လူသားဆန်မှုလေးကိုလူတွေကကျင့်နဲ့အော်အော်ဒီလိုလူတွေကိုငါလှူလိုက်တယ်ငါဟာလူသားပိသားလိုက်တာဒီလိုလူတွေကိုငါသမီးတနက်ကျွေးလိုက်တယ်ဒီလိုလူတွေကိုငါကယ်တင်လိုက်တယ်ဆိုပြီးလူတွေဟာကျင့်နဲ့လာကြပါတယ်ဒါကြောင့်တဲ့80 property form တွေကိုကြည့်ပြီးတော့လူတွေဟာငါဟာလူသားဆန်တယ်ဆိုတဲ့စိတ်ကလေးနဲ့ အာတာဖြည့်တဲ့စိတ်ဒီပေါ်လာပါတော့တယ်ပြောမယ်ဆိုရင်တော့တနာညတာစိတ်နဲ့ပေးကန်းကူညီထောက်ပံ့ခြင်းကိုတန်မှုရိုက်ခံနာရတယ်ဆရာတို့လူမြန်မာလူအဖွဲ့အစည်းမှာဆိုရင်ဒီလိုအာတာဖြည့်ရတာပုံမှတ်မော်လားကျွန်တော်သိတနာတက်တယ် ကျွန်တော်လောက် humanitarian mind ရှိတာဆရာတို့ပဲသို့တော့ကျွန်တော်တွေဒီနွမ်းပါတဲ့သူမျိုးစုပို့လှူခြင်းနဲ့ပို့ပေးခြင်းနဲ့သူတို့ပို့တနာတာကိုအဲ့ဒီဟာမျိုးကိုသူကပြဿနာဖြစ်လာတယ်အဲ့တော့အပြိုင်အဆိုင်အလှရှင်နေရှာဖို့လိုလဲလိုလာရောလူမှုဘဝလိုအပ်ချက်တွေကအရင်လိုပဲလလန်းမီယာမှာဆရာတို့စောင့်ရွက်ကြတယ်နှိုးဆော်ကြတယ်အဲ့လိုနဲ့စောင့်ရွက်နှိုးဆော်ရုံနဲ့မလုံလဲမလုံတော့ကိုတိုးတက်လာတဲ့ခေရည်စည်းကြောင်းအတိုင်းလူမှုကွန်ရက်ပေါ်မှာ ဒီကလေးလေးဒုက္ခရောက်နေပါတယ်ဒီကလေးလေးဆင်းရဲမွေးတည်နေပါတယ်ဒီမိမက HIV ဖြစ်နေပါပြီ तू ကတော့နံယိုးပဲကြံမာတော့တယ် तू ကတော့ဘာဖြစ်ပါတော့တယ်ဆိုပြီးတော့တချို့သတင်းဌာနတွေကပေါ်တင်ကြီးတွေလူတွေရဲ့ ethic ကိုမကြည့်ပဲနဲ့ခါတယ်ပြကြပြူကြလူငွေတွေရှာကြတို့တို့လူငွေရှာတော့ဆရာပြစ်ပြောတာမဟုတ်ဘူးเนาะ သူတို့တတွေဒီအလူငွေရှာဖို့လိုပါတယ်သို့တော့ဒီဘက်ကစင်းရဲမွေးတွေလူသားတက်ရောက်ကလူဂုံတိတ်ခ dignity ကိုလည်းဆရာလေးစားပေးဖို့လိုပါတယ်ဒါကြောင့်တခါတရံမှာဒီလူတွေကိုမျက်နာတွေဖော်ပြတာဟာမှားသလားမှန်သလားဒါလေးဆရာသဘောကျတာပါအဲ့တော့စင်းရဲတွင်နေရကလေးတွေမတန်မဆန်းတက်ကြီးရွယ်ဦးတွေနဲ့နာမကျန်းဖြစ်နေတဲ့သူတွေဟာအဲ့ဒီလိုမီဒီယာတွေကနေပြီးတော့ property form လုပ်ဖို့အတွက်သူတို့တွေဟာတားကောင်ဖြစ်လာပါတော့တယ် အေးတချို့ကိစ္စတွေပြောပြမေးဆရာဆိုရှင်အများနဲ့တကားများကြတယ်ကဲကျွန်တော်အလှလုံးမဲ့သူတွေများရှိရင်ပြောပါစာကြည့်တိုက်တွေလှူရအောင်ဆိုကျွန်တော်မြန်မာမှာရှိတဲ့လူအဖွဲ့စည်းကစာကြည့်တိုက်လှူမလားဖုန်ကြီးကြောင်လှူမလားဆိုဖုန်ကြီးကြောင်ကိုပို့ပြီးတော့အာတိသရှိတယ်အာဖုန်ကြီးကြောင်ကိုလှူလိုက်ခြင်းအဖြစ်ကျောင်းအမကြီးရဟန်းအမကြီးသို့မဟုတ်မဟုတ်ဦးအလှရှင်ကြီးနှက်ပြီးမှတခါတည်းကိုမတိခင်နဲ့ကဘုံပိတ်မင်းကြီးကပေါ်နေပြီဆိုတော့မျော်လင့်ချက်တွေရောသူတို့မှာရှိကြဒါပေမဲ့ဒီဘက်ကစင်းရဲတဲ့ကလေးတွေအတွက် library လှူဖို့ဆိုရင်တော့ သူတို့ဟမ် library ကဘာလို့မှလဲစာကြည့်လိုက်ကဘာလဲဆိုတဲ့စိတ်တွေလည်းပေါ်လာတတ်ပါတယ် okay ဒါပေမဲ့တဲ့ခုနကဆရာပြောတဲ့ poverty form လို့မျိုးသုတ်ပြတ်တက်ပြီးဒုက္ခရောက်နေတဲ့သူတွေကို တွေ့ပြီဆိုရင်တော့သူတို့တွေဟာလှူဖို့အတွက်လက်သွက်လာကြတယ်တနာတဲ့စိတ်ကယူစည်းလာတာဟုတ် လူရဲ့ခံစားချက်အရတနာတက်တည်းကျင်နာတက်တည်းဒါကြီးကမကြည့်မကောင်းဆိုသူတို့ပေးခြင်းကန်းခြင်းလှူခြင်းကြတယ်အဲ့ဒီလိုပေးခြင်းကန်းခြင်းနဲ့ကိစ္စကိုလေဒီဘက်ကပုံကူတွေကတည်တဲ့အတွက် property bomb တွေဟာကျွန်တော်တို့မီဒီယာမှာခေတ်စားလာပါတယ်တကယ်တမ်းတာဝန်ယူရမှာတော့ကျွန်တော်တို့လူအဖွဲ့အစည်းပါပဲ နိုင်ငံတော်အစိုးရတွေတိုင်းပြည်တွေဘာတွေညာတွေသူများနိုင်ငံတွေအားကိုးမနေနဲ့ကို့အဝင်အဝိုင်းလေးမှာကို့လူတွေကိုကိုဆရာတို့ဆောင်ရွက်ပေးနိုင်ရင်ပိုကောင်းပါပဲဖြစ်ပါတယ်ဟုတ်ပြီရက်ွက်ထဲမှာကိုကရေစက်ကလေးတူးပြီးတော့ရေရောင်းမယ်ပေါ့အဲ့လိုရေစက်ကလေးတူးပြီးရေရောင်းတဲ့အချိန်မှာအိမ်ဘေးနားမှာရှိတဲ့အလုတ်ကင်မရှိတဲ့ကလေးနှစ်ယောက်ဒီဘက်ကကလေးတက်ကိုရေပိုက်တင်နဲ့ရေဖြန့်ပြီးတော့အလုတ်ပေးလိုက်တယ်ဒါဆိုရင်ဒီကလေးတွေဟာစည်ရင်မွေးတည်တာမဟုတ်တော့ဘူးကိုပိုင်အလုတ်လုတ်ပြီးတော့ income တစ်ခုကိုရှာတဲ့ကလေးဖြစ်သွားပြီတောင်းစားစရာမလိုတော့ဘူးဒုက္ခရောက်စရာမလိုတော့ဘူး ကို့အနေနဲ့ဒီနှစ်ယောက်သုံးယောက်ကိုအလုတ်အကန်ခွင်လန်းဖန်တီးပေးလိုက်တာဖြစ်ပါတယ်။တထေးကြီးဖြစ်မှကုမ္ပဏီထောင်သားမှဝန်ထမ်းတွေရာချီပြီးအလုတ်အကန်ခွင်လန်းကိုဖန်တီးပေးတာမျိုးမဟုတ်ဘဲနဲ့နိုင်တဲ့နေရာလေးကနေဆရာတို့ဆောင်ရွက်ပေးနိုင်ရင်ပိုထိရောက်မယ်လို့ပြောပါတယ်။ဒါကြောင့်အားလုံးလည်းကြားဘူးမယ်နဲ့တူတယ်ဆရာတို့လေအဲအာဖရိကမှာလားဟုတ်တယ်အာဖရိကမှာ ਨੇ တူတယ်ဆရာနိုင်ငံမှိုင်းတော့ sorry အဲ့ဓာတ်ပုံလေးဆရာ internet ထဲမှာတွေ့လိုက်ရတယ်ခလေးလေးတယောက်က ပြိုင်ပြီးတော့ရရန်ပြောရင်တော့ nearly dead ပေါ့နော်တေတော့မဲ့ပုံစံမျိုးလေးဖြစ်နေတဲ့အချိန်မှာလဒါကြီးတကောင်ကဘေးနားမှာ လာနာနေတယ်အဲ့ဒီပကြီကားနဲ့အဲ့ဓာတ်ပုံမှာကဘာကျော့သွားတယ်တအားတို့သမီးတို့သတိထားဘူးမလားတွေ့ဘူးမလားမသိစာဖတ်တဲ့ကလေးဆိုသိလိမ့်မယ်အဲ့အချိန်မှာအဲ့ဓာတ်ပုံကိုရိုက်ပြီးတော့အဲ့ကင်မရာမန်ကကဘာကိုဖြတ်လိုက်တော့အရန်အောင်မြင်သွားတယ်ခုနဆက်ပြောတဲ့ property porn ပဲအဲ့ဒီအတွက်အဲ့ဓာတ်ပုံဆရာကိုလည်းစုပ်အကြီးပေးလိုက် စုရတယ်ဆိုပါတော့ဓာတ်ပုံနဲ့ပတ်သက်တဲ့စုပေါ့အကယ်ဒမီလိုဟာမျိုးအော်စကာလိုဟာမျိုးပူလီဇာလိုဟာမျိုးဖြစ်မှာပေါ့စုနိုင်မယ်တော့ဆရာတိကျမှန်ပြီးတော့အဲ့လိုစုလေရလေရကိုတကဘာလုံးကတို့တခါပြန်ပြီးဝိုင်းဆဲကြကြအောင်ခမရတဲ့ဒီလိုမျိုးနွမ်းပါပြီးဒုက္ခရောက်ပြီးနှိချနေနေတဲ့ကလေးတယောက်ဘေးမှာလဒါတကောင်ကတည်ရင်စားဖို့ထိုင်ဆောင်နေတာကိုလဒါကိုမမောင်းမင်းနဲ့ခမရကဓာတ်ပုံရိုက်သလားလို့ပဲတဒနာကြီးတက်ကုန်အဲ့တော့အဲ့လူကတနာပါလေဗျအဲ့စုရပြီးတိတ်မကြခင်ကာလာမှာပဲသူ့ကိုယ်သူဆူဆိုက်လုပ်ပြီးတည်သွားပါတယ် side effect တွေเนาะတိတ်ချောက်ခုကောင်းတယ် property form တွေဟာဆရာတို့အနေနဲ့ဂယုဆိုင်ရမယ့်အရာ ဖြစ်လာပါတယ်။ဒါကြောင့်ဆရာဘာလေးပြောခြင်းလဲဆိုတော့စာနာမှုတွေဟာလူမှုပြဿနာတွေကိုဖြေရှင်းဖို့စစ်မှန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ွေးလိုက်လို့ပေးရကန်းနေဆရာတို့လည်းလှူတာပဲဆရာလည်းပေးကန်းနေတာတွေရှိတာပဲဒါပေမဲ့ဒီပေးကန်းလိုက်ယုံနဲ့သူ့ဘဝမပြောင်းတော့ဘူး just တနက်စာပဲဖြစ်မှာဒါလည်းဆရာနားလဲပါတယ်ဆရာလည်းတနက်စာပဲတက်နိုင်တော့သို့တော့အဲ့လိုပေးတဲ့အချိန်မှာတော့သူတို့တွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတို့ထိခိုက်စေမဲ့ပုံနေနဲ့မီဒီယာမှာမတင်ပါနဲ့ဆိုပြီးတော့ဆရာကြီးဆရာတို့ထိတာတော့ဆရာကလက်စင်ကန်းခြင်းတဲ့သဘောပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ ြီးကြီးကျယ်ကျယ်တင်မကယ်နိုင်တဲ့အခါမှာတင်လှူတဲ့အလှူလေးမှာတိတ်ကင်မရာနဲ့လူတုမြစ်တာကိုခံယူလို့တဲ့စိတ်ကိုအိမ်မှာခြံထားခဲ့ပါတဲ့ကင်မရာကိုမယူခဲ့ပါနဲ့လူတို့မြတ်တော်မခံယူပါနဲ့အမြင်ရိုင်းတဲ့ property form တွေကို ပြန့်နှံ့နေမှုကိုဟန့်တာဖို့လိုပါတယ်ဆိုပြီးတော့ဆာကြီးဆရာမအီမီရဲ့စောင်းပါလေးကိုဖတ်ပြီးဆရာပြန်ပြောတာပါဒါဆိုရင်ဆရာသကလုံးနေသကလုံးနေကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောခဲ့တာနှလုံးရှိသွားပါပြီဘာလဲဆိုတော့ brain rock ဆိုတဲ့ကောင်ရဲ့အခုဟာတော့ property form ဆိုတဲ့ဟာပဲ ဲ့တော့ property bond ကိုညီကုန်းချောင်းအောင်မယ်ဆိုရင်တော့စင်းရဲမွဲတေမှုကိုအခွင့်အကောင်းယူပြီးတော့လူတွေကိုအာသာဖြစ်နိုင်အောင်လူတွေရဲ့စိတ်ချမ်းသာမှုရပြီးတော့အလှငွေရအောင်ဆောင်ရွက်တဲ့ဟာမျိုးလို့လည်းပြောလို့ရတယ်လို့စာရေးဆရာမကမိမောင်းထုတ်ပါတယ်။ဒါကြောင့်ဆရာတို့က ဒီဆောင်မရှင်မှန်နေတယ်မှားတယ်ဒီဆရာမဖြစ်စီချင်ပါဘူးဆရာတို့မှာရင့်ကျက်တဲ့စာဖတ်တဲ့အတွေးခေါ်ရှိပြီးဆိုရင်ဖြစ်ဒီလိုဆောင်မမျိုးကိုဖတ်ပြီးတော့ဒါကဒီလိုပါလားဒီဘက်က side effect ကဒီလိုပါလား point of view တွေကတော့တူမှာမဟုတ်ဘူးအများကြီးဆရာတို့စဉ်းစားလို့ရတယ်လို့ပြောချင်ပါတယ် okay အဲ့လိုပြောနိုင်တာကတော့ဆရာထပ်ပြောပါတယ်ဆရာအမြင်ဆရာရဲ့စကားပြောပွဲတွေမှာစကားပြောတဲ့အခါတွေမှာအမြင်နဲ့သုံးလို့ရှိတဲ့စကားတော့စာဖတ်လို့ပါပဲအဲ့တော့စာဖတ်ပါလို့ပဲထပ်ပြောရင်းနဲ့ ထပ်ပြောချင်ပါသေးတယ်ရွှေနှုတ်ကဲ့ application ကိုတော်တို့ဆွဲလိုက်လို့ရှိရင်နဲ့ရွှေနှုတ်ကဲ့ application ထဲမှာဝင်ပြီးတော့အခမဲ့စာဖတ်ဖို့စာအုပ်စဲအုပ်သူတို့အလကားပြတာပါတယ်အခမဲ့ပြတာပါတယ်အဲ့ကောင်တွေကိုဝင်ပြီးတော့ဖတ်ကြည့်ပါဖတ်ကြည့်ပြီးတော့ကိုယ်သဘောကျတယ်ဆိုရင်ရွှေနှုတ်ကိုဆက်ပြီးတော့ဆရာတို့ရှေ့လျှောက်စာဖတ်ဖို့အတွက်စင်ကျင်လို့စဉ်းစားလို့သုံးသပ်လို့ရပါတယ်အဲ့လိုမျိုးစာအုပ်စဲအုပ်ကိုဖတ်ပြီးတော့ရွှေနှုတ်ကဲ့ ဒီ application ကိုဝယ်မယ်ဆိုရင် short short pop pop တတ်တတ်တတ်တနဲ့လုပ်ပေးမယ်အစီအစဉ်တွေရှိတယ်လို့လည်းပြောကြပါတယ်။ဒါကြောင့်ဆရာဟိုတပတ်ကပြောခဲ့တဲ့ brain rock ဆိုတဲ့စကားလုံးရင်အခုပြောနေတဲ့ property form ရဆိုတာကိုလည်းခေါင်းထဲမှာထားရင်းနဲ့တွေးနိုင်စနိုင်ပြီးတော့ဆရာတို့တိုင်းဒီအတွက်တခုခုလုပ်ပေးနိုင်တဲ့လူငယ်ဖြစ်ပါစေလို့ဆုတောင်းရင်းဆရာဒီနားလေးမှာရထားပြရစီဆရာနာမည်ညီညီပါကျေးဇူးတင်ပါတယ် နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော်မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ထုတ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးလုံးရဲ့အစအဆုံးနားထောင်ခြင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်